ကဲအားလုံးပဲမိလာပါဗျကျွန်တော် AND ပဲဖြစ်ပါတယ်ယင်းကျွန်တော်စကားနည်းနည်းပြောမယ်ပေါ့နော်ကျွန်တော်စကားနည်းနည်းပြောငင်ဗီဒီယိုလေးကိုကျွန်တော်တို့အရင်ကြည့်ကြမယ် ကဲဘီလူလေးကြည့်သွားပြီဆိုကျွန်တော်စကားနည်းနည်းပြောမယ်ကျွန်တော်တို့ဒီ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 လာလှူတဲ့သူကတအိမ်အောင်စီတထုတ်ချင်းစီဝေပေးမယ်ဆိုပြီးတော့လာလှူတာဖြစ်ပါတယ်နော်တရားလေးတို့စီစနစ်နဲ့အတူတူအဲ့လိုမျိုးတန်းစီပြီးတော့လှူမယ်ဆိုပြီးတော့လာတာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ထိရုပ်ပြက်လဲဆိုရင်ဗီဒီယိုသာကြည့်လိုက်တော့နော်ဒါလုံးဝအဆင်မပြေပါဘူးလာလှူတဲ့လူတွေလည်း စိတ်ရင်နာပြက်တယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကကျွန်တော်တို့မြန်မာလူမျိုးတွေအခုလို့စီကံမရှိလို့အခုလိုမျိုးဖြစ်တာနော်အခုလို့စီကံမရှိလို့အခုလို့ရုပ်ပြက်လို့အကျင့်နေရအဲ့လိုမျိုးဖြစ်နေတာကြည့်လိုက်ဒီမှာဆိုလည်းတူတူပဲဒီလိုဆိုလည်းတူတူပဲဒါဆိုလည်းတေချာလာလှူတဲ့လူဖြစ်တယ်အဲ့ဒါကိုဝိုင်းလှူကြတာမလုပ်ပါနဲ့လာလှူတဲ့လူတွေစတင်နာပြက်တယ် အောက်တန်းစားဆိုအရန်ကြီးဆန်လုံးနေပေါ့နော်ဒါလုံးဝစင်မပြေပါဘူးသူများနိုင်ငံနေလည်းမြင်ရှစ်စရာအရန်နေကောင်းနေသူများနိုင်ငံနေမြင်လို့တော့ဟာသွားပြီဘယ်တော့တော့ကြည့်တယ်ပြတောင်ပေးနေတယ်ဒီအဲလေဟာ ို့ရှင်နေအရင်နဲ့ဝေဖန်ကြရသည်လားအရင်ဝေဖန်ကြလေထားလိုက်ပါဘလို့လူလူပါလူပါစီသူတို့ဘာသာသူတို့ဘယ်နေရာပဲလူသူတို့လည်းလူလဲဆိုတာစုံစမ်းစစ်ဆေးပြီးမှလူကြတာမှာလူပါစီဘေးတိုင်ပူပြောနေတာအများကြီးပဲဘေးတိုင်ပူပြောတယ်သူတို့ကိုယ်တိုင်တိချာလှုပ်လားဆိုလည်းမလှုပ်ဘူးဟိုကလေးဟိုကဟိုကဟိုကလေးထဲလိုက်ဒီကလေးထဲလိုက်နေပြီးတော့လေလူတွေကဘေးတိုင်ပူပြောတယ် ဟိုကဘာဖြစ်တယ်ဒီကဘာဖြစ်တယ်ဒီကဘာဖြစ်တယ်ဟိုကဘာဖြစ်တယ်ဘေးဒဏ်ပူရောတပုံကြီးပဲမလုပ်ကြပါနဲ့ကျွတ်လို့မြန်မာလူဆိုတော့လှူကြတာတန်ကြတာမှအရင်နဲ့ရက်ရောတယ်နော်လှူတဲ့တန်တဲ့နေမှာအရင်ရက်ရောတယ်ဆိုတော့ထားလိုက်ပါလှူပါစေဘလူပဲလှူလူကျက်တယ်လို့လှူပေါ့ ဒါလေးပြောချင်တာပါစီလီစနစ်လေးရှိကြပါသူများနိုင်ငံနေရစားကျွန်တော်တို့ဒီငင်းရင်ဘေးဟောစောင့်ကြည့်နေကုန်တာလာစောင့်ကြည့်နေကုန်တာဆိုတော့ဒီလူတွေမှာလည်းကြည့်ကြည့်လိုက်လာလူတွေလူတွေတော်မင်းစိတ်ပြက်တယ်ဟင်လို့ရှင်နဲ့လောက်ကြတော့တဲ့ဘောချက်စရာကြီးဘယ်ချက်စရာကြီး ကဲဆိုတော့အကျင့်လေးတွေပြင်နိုင်ကြပါစေစိတ်တက်လေးတွေကောင်းမွန်ကြပါစေစိတ်ထားကောင်းလေးတွေရှိကြပါစေဘေးတိုင်ပူပြောတဲ့သူတွေလည်းပပျောက်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းကြပါတယ်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အေးအေးပဲဖြစ်ပါတယ်ခင်ဗျာ